အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့အရန်အောင်မှထမင်းမိတ်စီမယ်စက်သားနဲ့ကမွန်ချီရောချက်တဲ့နီလေးကိုကျွန်တော်မျှပေးမှာဖြစ်ပါတယ်ချက်ရတာအရန်လွယ်ပူပြီးတော့အရန်အောင်မှစားလို့ကောင်းတဲ့ဟင်းပွဲလေးဖြစ်ပါတယ်ရဒီနီလေးနဲ့ချက်စားကြည့်ပါအရန်ထမင်းစားလို့မိန်တဲ့ဟင်းချက်နီလေးဖြစ်ပါတယ်ရေဦးဆုံးကျွန်တော်တို့စက်သားကိုရေဆေးပြီးတော့ရေစစ်ထားပါမယ်ရေစစ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အရသာနေပါမယ် စားလေးထည့်မယ်ချုံမုံလေးထည့်မယ်စနစ်မုံလေးထည့်ပြီးတော့ကျွန်တော်တို့ကော်မုံလေးတွေပါအနည်းငယ်ထည့်ပြီးတော့ကျွန်တော်တို့သမတ်တော်ပြန်နေလိုက်ပါမယ်နေပြီဆိုလို့ရှိရင်တော့နေထားတဲ့ကြက်သားကိုအရင်ဦးဆုံးကျွန်တော်တို့အနည်းငယ်အကျော်ပေါ်ရန်ကြောလေးတင်းသွားအောင်လို့စီပူထိုးရမှာဖြစ်ပါတယ်ဒါတော့ဟင်းနစ်ချက်ဖို့အတွက်စက်တုံအဖြူအနီးညွတ်သီးခွဲကြံကျွန်တော်တို့ဂျင်းလေးပါထည့်ပြီးတော့ထောင်းထားပေးပါတယ်စိမ်းသာငပိလေးရဲ့ငွေသီးချင်းအတောင်လေးပေါ့နော်ကျွန်တော်တို့ဘေးနားမှာထည့်ထားပါတယ်ကမွတ်ချင်ရလေးကိုတော့ကျွန်တော်တို့ချွေပြီးတော့အနည်းငယ်ကျွန်တော်တို့ရင်းနှွေးလေးနဲ့ပေါင်းထားရပေါ့နော်အချင်းတက်ရော့သွားအောင်ပါ ပဲစီပူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရတာနေထားတဲ့ချက်သားကိုအနည်းငယ်ကျွန်တော်တို့အပေါ်ရင်ကျောတင်းသွားအောင်ပေါ့နော်စီပူထိုးပေးပါမယ်ကျွန်တော်တို့ကြော်ရတာမြင်အောင်လို့ဖုံးလေးအုပ်ပြီးတော့ခဏနှက်ထားလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ချက်မြင်ရပါတယ်ကဲအခုလိုမျိုးချက်သားချက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်သားလေးတွေဆက်ထုတ်လိုက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့အရင်ဆုံးတော့ကျွန်တော်တို့စီမွေးတက်ပါမယ်ပေါ့နော်ထောင်းထားတဲ့အနစ်တွေကိုကျွန်တော်တို့နွမ်းသွားတဲ့ဒီစီမွေးတက်ပါမယ်။ငပိလေးပါတစ်ခါလေးထည့်ပြီးတော့လုံလိုက်ပါမယ်။ ကဲခုလိုမျိုးနည်းငယ်နွမ်းသွားပြီအနံလေးတွေမိုးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကမုန်းချီပဲလေးပါတစ်ခါလေးထည့်ပေါ့နော်ငွေသီးစင်းလေးပါကျွန်တော်တို့တစ်ခါလေးထည့်လိုက်ပါမယ်အရင်ဦးဆုံးကျွန်တော်တို့အနစ်ချက်လိုက်တာပေါ့နော်အနစ်ချက်ပြီးတော့မှစက်သားနဲ့လုံးဝဖြစ်ပါတယ်ဒီနေ့ရဲ့ဆိုင်မှာရောင်းလို့ရှင်တဲ့ရန်ရောင်းရတဲ့ဟင်းပေါ်လေးပေါ့နော်ကျွန်တော်တို့ဆိုင်တော်တော်များများပါတော့ကျွန်တော်ကတော့ဖားနဲ့ချက်ပါတယ်ဖားကမုန်းချီဆိုတော်တော်လေးရောင်းရတယ်ပေါ့နော်ဟိုးငွေလေးကကျွန်တော်ချက်ခဲ့တဲ့ဟင်းပေါ်လေးပဲဖြစ်ပါတယ်ကဲကျွန်တော်တို့တွေအရသာအတွက်ဖိယူစီလေးထည့်ပါမယ် စက်သားမုံလေးနှဲခဲ့ထည့်မယ်အရောင်အတွက်အရောင်တင်မုံလေးထည့်ပါမယ်နောက်တော့ကျွန်တော်တို့လေးအချုံမုံလေးနှဲခဲ့ထည့်ပြီးတော့အပြာလေးပါနှဲခဲ့ထည့်ပြီးတော့တမတော်အောင်မူလိုက်ပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့တော်တော်ပြည့်ပြည့်စုံတဲ့အရသာဖြစ်သွားပါပြီဒီအနံလေးနဲ့မူလာပြီဆိုလို့ရှိရင်တော့ရေလေးနှဲခဲ့ထည့်ပါမယ်မိမိက66လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ရေမထည့်လည်းရပါတယ်ပေါ့နော်ကဲကျွန်တော်တို့နှဲရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စက်သားလေးထည့်ပြီးတော့ဒီလေးနှင်းခဲ့ခံအောင်လို့ပြန်ချက်ပြလိုက်လို့ရှိရင်တော့အရန်အောင်မှာစားလို့ကောင်းတယ်စက်သားကမိုးကြည်ရဟင်းလေးရပါပြီ ကျေးဇူးအားပေးနေတဲ့လူတွေအတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးချန်နယ်တင်နေဆိုလို့ရှိရင်တော့ like share လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီနေ့လေးတန်းလေးချက်စာကြည့်ဖို့တိုက်တွန်းပါတယ်အရင်ကမှလည်းထမင်းမိန်နဲ့ဟင်းလေးဖြစ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပါပါ